င်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝိထုတိုလေးကတော့စာရေးဆရာကြီးမင်းရှင်ရဲ့မိုးတောက်ပကြီးဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ကြည်နူးစရာအဖြစ်ပြက်ကလေးတခု။ဘာကြောင့်မှန်းမသိယနေ့ထက်တိတိုင်သူ့စိတ်ထဲ၌တိတိကျကျတခုမကျန်မှန်းမိနေသေးသည်။အချိန်အခါမရေတွက်နိုင်တော့အောင်ဒီအဖြစ်ပြက်ကလေးကိုပြန်ပြောင်းအောင်မေးမိသည်။ထို့အခါတိုင်းထို့အခါတိုင်းတိမ်မေးပျောက်ွယ်လူနီနီအကြောင်းအရာကလေးတို့သည်အသေးစိတ်၍စိတ်၍ပေါ်ပေါက်လာတတ်လေသည်။ဝေလီဝေလွင်နနခင်းတခုတွင်ဖြစ်လေသည်။အရှိဘက်ရှိတောင်တန်းရှိကြီးတို့မှပြာမဲလျက်ရှိပြီးလျင် ၎င်းတို့ဤနောက်ကျောဘက်တွင် အလင်းရောင်သည်ထွက်ပြူစားပြူလျာတောင်စုံတောင်ွယ်တို့မှ အနီရောင်ဖြော့ဖြော့ဖြင့်အနားကွတ်ထားသကဲ့သို့ရှိလေသည် အရှိဘတ်တောင်ထိပ်များမှာအလင်းရောင်သည်မိုးကောင်းကင်သို့မြင်လေမြင်လေဖြော့လေဖြော့လေဖြစ်သွားပြီးလျှင်တစတစညို၍ညို၍မဲ၍မဲ၍လာခဲ့ရမှအနောက်ဘက်မိုးကုတ်ဆဝိုင်းစီသို့ရောက်သောအခါတွင်မူကပကတိညင်းဤအမှောင်တို့ဖြင့်လွှမ်းမိုးလျက်သွားတော်သည် ိတ်အလွန်ကြုံမဟုတ်တော့လဲအတော်ကလေးချမ်းလေးရသူသည်လက်နှစ်ဖက်ကိုကုတ်အင်ကြီးအိမ်များအတွင်ထည့်သွင်းလိုက်၍ခါးကိုလည်းခက်ကိုင်းကိုင်းထားကရှောက်လာမိလေသည် သူရှောက်လျက်ရှိသောလဲခွက်ကြီးအတွင်မှမြေကြီးတို့သည်နက်နက်ဝီလီဝီလင်းဤအညူရောင်တန်းလျက်ရှိပေသည်သူရှောက်ခဲ့စဉ်မှာပင် သူရှိတတဲ၌နွားတင်ကုတ်သားသားတဲပုတ်ကလေးတစ်ခုအားတွေ့ရလေသည်တဲကလေးဤနဘေးဝဲလိမ္မော်ရောင်မိတောက်ကလေးသည် မီလင်းဖို့မှထိုး၍တန်လျဲရှိရာထိုမီတောက်ကလေးမှတဖန်အညိုရောင်မိကုပ်ဥဥကလေးတို့သည် တလူလူလေး၍လေး၍တက်သွားပြန်ပြီးလျင်မူကောင်းကင်ဤအတော်မြင့်မြင့်နေရာသို့ရောက်သောအခါမြူကိုကလေးများအထင်၌ရောပြန့်၍ပျောက်ကွဲသွားကြလေတော့သည် မီလင်းဖို့ဤနဘေးတွင်စောင်းချောင်ကလေးထိုင်လျက်ရှိသော မိမတယောက်ကို သူတွေ့ရသည် ထိုမိမမှာအမှန်မတော့ကလေးမကလေးတူသာဖြစ်လျက်ဤမြချမ်းစီသောနနက်စောစောအချိန်တွင် သူမသည် ထမိန်ကိုသာရင်ရှားထားလေသည် သူသည် တစားတစားရှိသူတူ၍လျှောက်ခဲ့သောအခါတွင်မိမရွယ်ဤရင်ခွင်အတွင်း၌အေးအေးတမ်းမှတက်တာရရစီရန် ကိုကလေးကိုကြွေ၍နိုးဆိုလျက်ရှိသော ကလေးငယ်ကိုပါတွေ့ရလေသည် မိခင်မိမရွယ်မှာကမိရဲ့အရှိန်မရောစီရန်တစ်ကိုင်းဆောက်ကလေးများကိုအဆက်မပြတ်မိတောက်ထဲသို့ထိုးသွင်းလျက်ရှိရမှာမိဖို့ပေါ်မှမြေအိုးကလေးကိုစူးစိုက်ကြည့်ရှုနေလေသည် လေးငယ်မှလေးနှုတ်ကိုယ်သာအစင်မပြတ်ဆိုးလျက်ရှိလေ၏တို့ရာတွင် သူသည်မိခင်ဤအလုံးနိုင်မှုက အနှဲငယ်များအနောက်ရှက်ပေးခြင်းမရှိဘဲညီသက်စွာပင်ကိုယ်လျက်ရှိလေသည်မိခင်မိမရွယ်ဤပြုမှုလှူရှားမှုများမှာပေါ်ပါဖြက်လက်ပြီးလျင်ကျင့်သားရပြီးဖြစ်နေကြောင်းကိုဖော်ပြလေသည်မီလင်းဖို့အတွင်မှလိမ်မော်ရောင်မိတောက်မိချံကလေးတို့မှလည်းနဘေးနာရှိတဲပုတ်ကလေးအပေါ်တွင်ဟက်ခါတရင်ရင်တနှွဲ့နှွဲ့ကာလျက်ရှိလေသည် သူသည်နီးတထက်နီးလာပြီးလျင်အယတာအင်မတန်ရှိမည်ဟု အောင်းမေးလောက်သော ပူနွေနွေထမင်းနှံကိုရှူဆိုင်မိလေသည် ထို့အချိန်တွင် အရှိဘတ်တွင်ကအလင်းရောင်သည်လှင်မြန်သောအဟုန်ဖြင့်ထွန်လင်းစပြူလာလေပြီသူသည်မိမရွယ်အနီးသို့ရောက်သွား၍မိဖို့အနီး၌ရပ်လိုက်မိလေသည်ထို့ခိုင်းမှပင်တဲပုတ်ကလေးအတွင်မှလူရွယ်တယောက်ထွက်လာပြီးလျင်သူနောက်မှ ရှည်စင်နောက်စင်လူကြီးတယောက်ပါလာပြန်လေသည် သူတို့နှစ်ယောက်စလုံးအင်ဂျီမပါလုံကြီးကိုသာခတ်တူတူဝတ်ထားကြလေသည်သူတို့နှစ်ယောက်ဤမျက်နှာများကခတ်စင်စင်တူကြလေသည်သူတို့နှစ်ယောက်စလုံးပင်တဲပါဝါမှနေ၍အရှိဘက်လင်းယောက်ကြီးဝိုးဝိုးဝါးဝါးကိုငြိမ်သက်စွာပြက်ကြည့်နေကြရမှာဝါကနေတန်ဝေလိုက်ကြလေ၏ထိုနောက်မှသူတို့သည်မိဖို့စီတို့လှဲ့ခြင်းဧည့်သည်လူရွယ်အားတတိပြုလိုက်မိကြလေသည် စောစောစီစီဆရာလေးဘဲကလာတယ်ဟုလူကြီးကမေးလိုက်လေသည်သူ့အတန်မှာဖော်ရွေပုံလဲမပြရိုင်းပြဟန်လဲမရရွာကလာတာပဲဒီဘက်မရောက်ဘူးလို့တသက်လျှောက်လာတာပါဟုကုတ်အင်းကြီးသုံးမွေအုပ်ထုံးမဖလာစသည်လို့ကိုစတိုင်ကြကြဝစ်စင်ထားသောဧည့်သည်လူရွယ်ကယဉ်ကျေးစွာဖြေလိုက်လေ၏လူကြီးနှင့်သူထက်ငယ်လူရွယ်တို့သည်မိဖို့အနီးသို့ရှောင်လာကြ၍မိလုံကြလေသည် မိမရွယ်မှာကသူ့အလုပ်ကိုသာလုံမြဲလုပ်လျက်မိဖို့ပေါ်မှာမြေဦးတွင်သာစိတ်ဝင်စားလျက်ရှိလေသည်သူမဤဖွာတာတာစံစားမှာမျက်နာပေါ်၌အနောက်ရှက်ကင်းလို့စေရန်စူးစားတစ်ခုဖြင့်စုပြုံချီနှောင်ထားလျက်အလုပ်လုပ်နေစဉ်အခါများ၌လေကုပ်ပေါ်တွင်ဖွာရရာဝဲလျက်ရှိလေသည်အတန်ကြာသောအခါသူမသည်မိဖို့ပေါ်မှာမြေဦးကိုလက်နှီးစုပ်ချင်းချလျက်ဒန်းစလုံးတစ်ခုတွင်သို့ထမင်းရည်ကိုငှဲ့နေသည် ထို့နောက်ထမင်းအိုးကိုမိကြီးပေါ်တွင် ပြန်လှန့်ထားလိုက်ရမှာထမင်းရေစလုံးထဲသို့စာအနေငယ်ထည့်လိုက်ပြီးလျင်မှွေနေလေသည်စလုံးတွင်မှထမင်းရေသည်မှွေကြိုင်စွာပြန့်နှံ့သွားသောအခါတွင်ယောက်ျားနှစ်ယောက်စလုံးအာရပါရရှူရှိုင်းလိုက်ကြပြီးလျင်စာလိုက်တာဟုအိမ်ရှင်လူရွယ်ကစာလောင်မွတ်သိသောအတန်ကြီးနှင့်ဆိုလိုက်လေသည် လူကြီးဖြစ်သူကားမူ ဆရာလေးတို့ကတော့မနက်စောစောကော်ဖီတောက်ကြမှာပေါ့နော်ဟုပြောလိုက်လေသည်ဟုတ်ကဲ့ဒါပေမဲ့ဦးကြီးအားဒီဘာရောက်တော့မတောက်ပါဘူးဒါဖြစ်ရင်ကျုပ်တို့နဲ့ဓမင်းကြီးကလေးအစာပြေတောက်သွားပါလားဗျာလူကြီးကငါပြောတာကြိုက်မှာကြိုက်ပါမလားဟူသောဟန်မျိုးဖြင့်လော့ကော့ပြုတ်လိုက်တော့ကြောင်းဧည့်သည်လူရွယ်လေးဝမ်းမြောက်စွာပင်ဟာတောက်တာပေါ့ဦးကြီးအားကောင်းပါပဲ ဟေမဲမုံတခွတ်ပုံငဲလိုက်ပါကွယ်ဟုအိမ်သည်လူရွယ်ကမိမရွယ်အားအမိန်ပေးလိုက်လေသည်ထို့နောက်သူတို့လေးယောက်သာမိဖို့တဝိုင်း၌ပင်ဝိုင်းဖွဲ၍စောင်းကြောင်ထိုင်လိုက်ကြရကမိမရွယ်ငှဲ့ပေးသောထမင်းရည်ပူနွေးနွေးကိုစတင်မြည်မိကြလေ၏ဦးကြီးတို့လဲလှုပ်ကြတာပေါ့နော်ဟုဧည့်သည်လူရွယ်ကမေးလိုက်သည်ဟုတ်ကဲ့လဲသမားလဲပဲလှုပ်တတ်တာပေါ့ကျုပ်တို့ကနေပဲလဲစားထွန်ချမလို့ဟုအင်ရှင်လူရွယ်ကဝင်ထောင်းလိုက်သည် ထို့အခါစကားတခွန်းများမပြောဘဲနေခဲ့သောမိမရွဲကဒါကြောင့်အဘနဲ့ကိုညိုတို့တမင်္ဂလာစောစောကြီးထားကြတာပေါ့ဟု ပြုံပြုံကလေးဝင်ပြောလိုက်လေ၏ထို့အခါလူကြီးနှင့်လူရွယ်တို့သည်သူတို့လက်ထဲမှဓမီးရေပကံများကိုအမှန်မထင်ငုံကြည့်လိုက်မိကြလေသည်ဒါမှပဲကျုပ်တို့မိသားတစုတွေဝဝလင်းလင်းကလေးစားနိုင်ကြတော့မပေါ့ဗျာဟုလူကြီးဖြစ်သူကတူတူကလေးပြောလိုက်လေ၏ မိမရွယ်သည်ကလေးကိုလက်တစ်ဖက်က ပွေပိုင်းလျက်ပင်သူ့အဘဆိုသူနှင့်ကိုညိုဆိုသူတို့အားထမင်းရီထန့်ငယ်ပေးရကထထေပါအောင်တော်ဟုစည်တနာရှိစွာပြောလိုက်ရာဧည့်သည်လူရွယ်ကလည်းမငင်းဆန်ပဲခွတ်ထိုးခံလိုက်လေသည်မိမရွယ်ဤရင်ခွင်တွင်မှကလေးငယ်မှကငြိမ်သက်စွာပင်နှူချိုဆိုလျက်ရှိလေသည် သူကလေးမှာခေါင်းကလေးကိုမိခင်ဤနို့အုံနှင့်လမောင်းကြားတွင် အတင်းတို့ခွေလျက်အချမ်းတံမှအကာအကွယ်ယူနေရှာလေသည်သူကလေးဤနို့ဆိုးတံမှပြုတ်ခနဲပြုတ်ခနဲပင်ပေါ်ထွက်လာတတ်လေသည်လူကြီးမှာကထမင်းရည်ကိုမြင်ရှက်စွာတောင်းနေလေသည်တောက်ရာကအင်းထမင်းရည်တော်တဲ့အရသာရှိပါကလားဆရာလေးရဲ့ဟုကြူရင်လိုက်လေသည်ထို့အခါလူရွယ်က ဆရာလီတလောကကျုပ်တို့ဟာဒီထမင်းရည်ကလေးတောင်မတောင်းနိုင်ကြဘူးဗျာဟု တိုက်တန်းသလိုလိုနှင်းပြောလိုက်လေ၏သူတို့သည်စကားပြောရင်းတောင်းရင်းနှင်းပင်သူတို့ဤအေးဆက်သောကိုလုံးများမှာနှွေးသလိုလိုရှိလာကြပြီလျင်မျက်နှာများတွင်လည်းအာအင်ပြေဖြိုးလာသောအရေးအယောင်များရှက်တမ်း၍လာလီတော်သည်ဒီအချိန်တွင်လင်းရောင်ကြီးဝဲရောင်စုံများမြူကွန်လာလေပြီနီးကျင်ကျင်အယောင်သည်လောကဓာတ်ကိုပုံမို့၍အေးလာစေသောထင်ရလေသည် အင်းရှင်ယောက်ျား၂ယောက်တို့ကအရှိဘတ်တို့မျက်နှာများမူလိုက်ကြလေရာသူတို့မျက်နှာများမှာနနက်ခင်းလင်းရောင်ကြီးဖြင့်တောက်ပါ၍သွားလေသည်ဧည့်သည်လူရွယ်လေသူတို့မျက်နှာမူရာဘတ်တို့ကြည်လိုက်ရာရောင်ကြီးတွင်လှပစွာရက်တီလျက်ရှိသောတောင်တန်းကြီးကိုမြင်ရ၍အင်းရှင်လူကြီး၏မျက်နှာကိုကြည်လိုက်မိပြန်သောအခါတွင်မူကကြည်လင်ဝိုင်းဆက်သောမျက်လုံးများတွင်နေရောင်ကြီးဟက်လျက်ရှိကြောင်းကိုတွေ့ရလေသည် ထိုအခိုက်တွင် အင်ရှင်ယောက်သား၂ယောက်တို့သည်လက်များကိုအညောင်းဆန်တန်းဟန်ပြူလိုက်ကြရမှာကဲငါတို့လည်းအလုတ်သွားကြဖို့တော်ပြီဟုပြောလိုက်ကြလေသည်လူရွယ်သည်ဧည့်သည်ဘက်သို့လှည့်၍ဆရာလေးကကျုပ်တို့လဲထွန်လာလိုက်ကြည့်အောင်မလားဟုမေးလိုက်လေသည်ဟင်အင်းကျွန်တော်ရွာကိုပြန်လိုက်ပါဦးမေခမည်းတော်နဲ့ပျော်ပျော်ပါပါဆာရတောက်ရတာတိတ်ဝမ်းသာတာပဲဗျာကျေးဇူးတင်လိုက်တာ နောင်များမှလာခဲ့အောင်မေ အင်ရှင်လူကြီးသည်ဂျေဇူးတင်စရာမလိုပါဘူးဟူသောအတိတ်ပဲမျိုးဖြင့်လက်ကြီးကိုရန်ကားပြလိုက်ပြီးလျှင်ပေတော်မစူလာသာလာခဲ့ပါဗျာကျုပ်တို့စားသလိုဆရာလေးတို့စားရတော့ရမှာပဲဟုပြောလိုက်လေသည် နောက်တားဖားနှင့်တူပုံရသောသူတို့နှစ်ယောက်သည် လေကွင်းကြီးစီသို့သွားကြ၍နွားများထွန်များကိုပြင်ဆင်နေကြလေတော်သည် အရှိဘတ်ကောင်းကင်လဟာပြင်တွင်မူကားအလင်းရောင်သည် အတန်အတန်အကန့်အကန့်ဖြာစင်လျက်ရှိကအစုံအစာမမျော်မှန်းနိုင်သော လေကွင်းပြင်ကြီးတို့အားတလက်လက်တောက်ပါစီလေတော်သည်ဧည့်သည်လူရဲလေ လေသမားအိမ်တော်တဲ့တစုနှင့်တကွတဲပုတ်ကလေးအားတချမ်းများလှည့်ကြည့်လျက် ရွာစီတို့ရှောက်လာခဲ့လေတော့တည်းဒါပဲဖြစ်ပေသည်ဘာကြောင့်ဒီလောက်ကြည်နူးစရာကောင်းသည်ဟုသောအချက်ကိုမူသူသည် နားလေတော့နားလေသည်သူဖြစ်၍ယနေ့ထက်တိုင်းသူ့စိတ်ထဲ၌တီတီကြကြတခုမကြမ်းမှတ်မိနေသေးသည်အကျင့်အခါမရေတွက်နိုင်တော့အောင်ဒီအဖြစ်ပြက်ကလေးကိုပြန်ပြောင်းအောင်မိမိသည် ထိုအခါတိုင်းထိုအခါတိုင်း တင်မြုပ်မေးပြောက်ွယ်လူနီနီအကြောင်းအရာကလေးတို့သည်အသေးစိတ်၍စိတ်၍ပေါ်ပေါက်လာတတ်ပေသည်ជីနူစရာအဖြစ်ပြက်ကလေးတစ်ခု1948ဇူလိုင်ရှူမဝါမဂ္ဂဇင်းအပိနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်